ပြည်တွင်းစစ်ပြဿနာပိုင်း3တူဖြစ်ခိုက်နာနာနှက်ချင်သူများ1948ခုနှစ်ဟာလွတ်လပ်ရေးရတဲ့နှစ်နဲ့ပြည်တွင်းစစ်စဖြစ်တဲ့နှစ်ဖြစ်သမိုင်းတွင်နေပါလိမ့်မယ်ပြည်တွင်းစစ်ဘာကြောင့်ဖြစ်ရသလဲဆိုတာမှာပြည်တွင်းအခြေအနေနဲ့ အကြောင်းအချက်ကအဓိကဖြစ်ပါတယ်။ဇရာနော့အစီအခံစာကြောင့်လို့ဥနုဥကျော်ငိမ့်တို့ကပြောပါတယ်။ဥနုကမစီမဆိုင်ညစ်ညစ်ပတ်ပတ်ဇရာနော့ဗမာပြည်ချစ်တာတို့ဘိုးကျော်အောင်ဆန်းပြဲနေတယ်လို့ရှိတယ်လို့ရေးပါတယ်။ဇရာနော့အစီအခံစာဟာနယ်ချက်စနစ်ကိုလိုနီဝါဒဆန့်ကျင်ရေးကို ရေးတာပါ။ပြည်ချစ်ဝါဒရေးတာ မဟုတ်ပါဘူး။ရုရှားတယောက်ဟာရုရှားပြည်ချစ်ဝါဒပဲရှိမှာပေါ့။ ဗမာပြည်ပြည်ခြေဝါဒမရှိနိုင်ပါဥနုရဲ့စာအုပ်ကစစ်အေးခေတ်ကာလရေးတာဆိုတော့မော်စကိုတပည့်ပီကင်းတပည့်ဆိုတာတွေပါနေတာမဆန်းပါအခုစစ်အေးလွန်ကာလမှာတော့ဘာကဘာကပီကင်းတပည့်မဟုတ်တော့ဘူးလို့ဆိုနေကြပြန်ပြီ ဥနုကပြည်တွင်းအကြောင်းချက်တစ်ခုကိုထည့်ရေးပါတယ်ဥကြုံငင်းရဲ့ကိုကဥအောင်ချရေးလောက်ဟန်ရေးပါတယ် ဥကြောင်ငိမ့်အပြောကို အခြေခံတဲ့လန်ကျုပ်ဇလံကလေးကပိုင်ကအဖြစ်ပြက်ကိုဥနုကတက်တည်ပြပါတယ်မကြာခင်ကထုတ်တဲ့လူလူဥလာ290ပြည့်စာအုပ်ထဲကပြည်တော်စုလမ်းသွယ်ကမောင်နုဆောင်းပါဖတ်ရတော့မှဥနုရဲ့ပြည့်ရယ်ကို သိရပါတယ်တကယ်ကနမတစ်တရခန်နေရာကိုဥကြောင်ငိမ့်လွှဲပေးနေတာကိုတက္ကသအဆောက်အဦးကိစ္စမှာနမတစ်နေရာဘုံနေဝင်းကဘိုးအောင်ကြီးကို ရွက်ပေးနေတယ်လို့မျိုးဘယ်သူလုပ်လို့ပါပြည်တွင်းစစ်တကယ်ဖြစ်ခဲ့ပါတယ်အစိုးရရဲ့ policy တွေကပဲပြည်တွင်းစစ်ဖန်တီးတာပါ policy ကိုချတဲ့လူနဲ့ policy ကိုအကောင့်ထဲပေါ်တဲ့လူကဘယ်သူတွေလဲ policy ကဘာတွေလဲဒီကိစ္စအရေးကြီးပါတယ်ပြဿနာရှင်းကျင်ရင် policy ကိုကန်ရပါမယ်လူကတစ်ချိန်ချိန်မှာသေပါတယ်ဒါပေမဲ့လူသေးယုံနဲ့ policy မသေးပါဘူး ကြံရစ်ပါတယ် policy တွေမှပြဿနာပြပါတယ် policy ချသူတွေဟာဘိုးအောင်ဆန်းမရှိတဲ့ခေတ်မှာ socialist party ပါဒါကြောင့်ကြာကြာဝါမှခါမှန်းသိပြီးဥနုဖားစပါလာကို ခွဲခဲ့ရတာမဟုတ်လား socialist party မှာ အုံနောက်အလှူရှားဆုံးသူကဥကြုံနေပါဒါကြောင့်ဥနုကနံပါတ်1နေရာ ပေးနေတာပဲဒါပေမဲ့ဝန်ကြီးချုပ်ဆုံးဖြတ်မှ policy ဖြစ်တာပါ ဦးနှုကပယ်ရင် policy ဖြစ်မလာနိုင်ပါဘူးလွတ်လပ်ရေးရတော့ဖဆပလအစိုးရကအင်္ဂလိပ်ချကြတဲ့ policy ကိုပဲဆက်လုပ်ပါတယ်အောက်ခြေသိမ်းပြောင်းလဲမှု လုံးလုံးမလုပ်ပါသူတို့လှုပ်လှုပ်ရှားရှားအလုပ်ဆုံးကလူစားထိုးရေးပါဘီရင်ကန်အမှုဆောင်အဖွဲ့ကိုဖဆပလဝန်ကြီးအဖွဲ့နဲ့စားထိုးတာဘီရင်ကန်နေရာသမတနဲ့အစားထိုးတာလုပ်ပြီးတဲ့နောက်ပြန်သွားတဲ့အင်္ဂလိပ်တွေ ကလားတွေရဲ့ယာရူးကြီးနေရာတွေအစားထိုးရပါတယ် တချို့ယာတုကပညာအခြေခံတဲ့ယာတုအတွေ့အကြုံအခြေခံတဲ့ယာတုတွေပါဒီလိုနေရာမျိုးမှာငကိုရှိရင်းစွဲတိုင်းရင်းသားဘီရိုကရက်တွေနဲ့ပဲအစားထိုးပါတယ်ပညာမင်းကြီးတိုင်းမင်းကြီး ဟိုမင်းကြီးဒီမင်းကြီးစသဖြင့်အစားထိုးရင်အဲ့ဒီဌာနကတိုင်းရင်းသားဝါရင့်အရာရှိတွေနဲ့အစားထိုးပါတယ်အခုခေတ်လိုတန်မတန်ရာမရာမစင်စားပဲစစ်ဘုံနဲ့အစားမထိုးပါဘူးနိုင်ငံရေးလုပ်တဲ့ចောင်းသားကိုလူမိုက်လို့ချိန်မောင်းတဲ့သူက ညာမင်းကြီးဖြစ်လာပါတယ်။လယ်သမားသဘုံကိုကြိုးပေးခဲ့တဲ့သူကတရားသူကြီးချုပ်စသဖြင့်ဖြစ်လာပါတယ်။လွတ်လပ်ရေးအရသာသူတို့စတင်ခန်းစားကြပါတယ်။ဖာစာဗလာဝန်ကြီးချုပ်ဝန်ကြီးတွေကိုသူတို့အယိုအသေးအလွန်ပေးပါတယ်။ဒါဟာဖာစာဗလာဆိုရှယ်လစ်တွေနဲ့ဘီရိုကရက်များရဲ့မဟာမိတ်ဖွဲ့မှုကြီးပါပဲ။ဖာစာဗလာမှာ တော်လန်တဲ့လက္ခဏာမကြံတော့ပါဘူး။လစ်လက်သွားတဲ့ဗုတ်ဖွဲ့ဝင်နေရတဲ့ ကောမဒီနေရာတွေကနိုင်ငံရေးနေရာတွေပါဆိုရှယ်လစ်တွေနဲ့ဥနုရဲ့အပေါင်းအသင်းတွေအတွက်ရှယ်နေရာတွေပါပဲစစ်ဘော်တွေကအစိုးရမှုဒန်းတွေဖြစ်နေလို့အဲ့ဒီဓာတ်တော်ဝေကမ်းမှာမပါကြရပါသူတို့နိုင်ငံရေးနေရာတွေနာမကတ်နိုင်ပါဘူးစစ်တပ်ထဲပြန်မဝင်ပဲနိုင်ငံရေးဝင်လို့တဲ့ BIA BDA ဘိုဟောင်းတွေလွတ်လပ်ရေးအရသာခံစားကြတာ ကြည်ပြီးမနာလိုယုံမှတပါဘာမှ မတက်နိုင်ပါဝင်ကြီးလုံနေတဲ့သခင်ဟာ BDA တုန်းကဘိုးဘယ်သူပဲ သူကငှက်ဖျားပိုးအုံနောက်ထဲဝင်ပြီးယူသွားတာအခု သူက ဝင်ကြီးဖြစ်နေတယ်သူလာရင်တို့ကအလေးပြုနေရတယ်လို့ဘိုးမူကြီးတချို့ကမကြည်မချမ်းပြောပါတယ်သူတို့လောက်တာမျိုး တို့လည်းလောက်တတ်တယ်ဆိုတဲ့စိတ်အဲ့ဒီကလေးကပေါ်နေပါပြီဆိုရှယ်ပါတီဥက္ကရာကြီး340ဘုံနာ ဲ့ဒီခေတ်ကပါပဲ SAMB တို့ STB တို့ RDB တို့ဆိုတဲ့နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးဘုတ်ဖွဲ့နိုင်ငံတော်တစ်လုပ်ငန်းဘုတ်ဖွဲ့ကုန်လန်းတည်ယူပို့ဆောင်ရေးဘုတ်ဖွဲ့စတဲ့ဘုတ်တွေဟာဖာစာပလဆိုရှယ်လစ်တွေရဲ့စကြက်တွေပါပဲဆိုရှယ်လစ်နဲ့ဆိုရှယ်လစ်မဟုတ်တဲ့ဖာစာပလတို့ရဲ့စကြက်လူပွဲတွေတစ်ချိန်ချင်းဖြစ်ပါတယ်1958ခုနှစ်ဖာစာပလအကွဲဟာအဲ့ဒီကမြစ်ဖြားခံပါတယ် စစ်အာဏာသိမ်းပွဲရဲ့မြစ်ဖြားကလည်းအဲ့ဒီကပဲစပါတယ်လွတ်လပ်ရေးအရသာငြိမ်ငြိမ်ရှက်ရှက်ခံစားနေရင် တို့ကိုဘယ်သူလက်ညှိုးထိုးမလဲဘယ်သူဝေဖန်မလဲလို့မျက်စိတောက်ထောက်ကြည့်ပါတယ်ဝေဖန်ရင် သူတို့ရဲ့ရန်သူတွေဖြစ်ကြတော့တာပါပဲဥပဒေတွေရန်သူကို ရှင်းဖို့ကပြည်ထရေးဝန်ကြီးတာဝန်ထောင်ထဲမရောက်ဖဲတော်ရဲရောက်ရင်အပြတ်ရှင်းဖို့ကကာဝေးဝန်ကြီးတာဝန် ဒါကြောင့်ပဲဒီနှစ်ဌာနကို ဆိုရှယ်လစ်ကလက်မလွတ်အောင်လုပ်ပါတယ်။ပြည်ထရေးဝန်ကြီးနေရာကိုလွတ်လပ်ရေးမရခင်ကတည်းကသူတို့ရထားပါတယ်။ကာဝေးဝန်ကြီးဌာနဘုံနေဝင်းရအောင် ဦးသိန်းဖေမြင့်ကိုဘယ်လိုအသုံးချခဲ့တယ်ဆိုတာရှေ့မှာတင်ပြပြပါပြီ။ပြည်ထရေးဌာနကိုဘိုးခင်မောင်ကလေးတခင်သားခင်တို့ကင်တော့လေဦးကျော်ငင်းချခဲ့တဲ့ policy ပဲဆက်လုပ်ပါတယ်။အဲ့ဒီ policy က တူဖြစ်ခိုက်နာနာနဲ့ policy ပါသူတို့ဟာပေးအဖြစ်ခံရတော့အသေးနုပါတယ်ဘိုးခင်မောင်လေးကလူလူဥလာကိုထိချင်းငါးပါးနဲ့ကြော့ပြီးတံဝေကရသွားပါတယ်တခင်သာခင်ကပြပပြေးနိုင်မှုဘာကပကိုအကူညီတောင်းသူ ဖြစ်သွားပါတယ်ဥကြောငိမ့်လဲနောက်ပိုင်းမှာတံဝေကရသွားပါတယ်ဘာကပဟာဘယ်နေရာရောက်ရောက်ရဲရဲဝေးပန်းပါတယ် ်ဝေဖန်တဲ့နီးနာ ပြောင်းရင်သာပြောင်းမယ်ဝေဖန်ရေးကိုမချော့ပါဒါကြောင့်ဘဂဗဟာဖသပါလအစိုးရရဲ့နံပါတ်1ရန်သူဖြစ်သွားပါတယ်ဦးသိမ့်ဖိမြင့်ကတော့ဦးနုဦးကျော်ငိမ့်တို့လူဇရာနော့ကိုစွဲချက်မတင်ပါဘူးသူကဘဂဗရဲ့အထွေထွေအတွင်းရင်းမှုတောင်လောက်ခဲ့သူပဲနုငိမ့်တို့လူဗလံပြောလို့မဖြစ်ပါဇရာနော့စတာလင်စသူတွေကြောင့်ဗမာပြည်မှာ ပြည်တွင်းစစ်ဖြစ်ရတယ်ပြောရင်လူရဲစရာပဲဖြစ်မှာကိုသူသိပါတယ်။သူကရဲဘော်ကိုရှယ်ကိုဥတီတယ်။တခင်တန်းထွန်းတခင်ပါသိန်းတင်တို့ရဲ့ဂိုင်းကနဝါဒကို ထိုးနှက်တယ်။စကကြက်ဘုံနေဝင်းလဲဥသိမ့်ဖေမြင့်ထံမှဘဂပ္ပဤဂိုင်းကနဝါဒသိုးဒီကိုငှား၍တရုတ်ပြည်သွားတိုင်းသုံးလေရှိတယ်။တရားဝင်ဆွေးနွေးရာတွင်ကမသုံးပါ။မှတ်တမ်းမဝင်သည့်ဘေးပန်းတွင်လှိုင်းလှိုင်းသုံးလေရှိတယ်။ ဂိုင်းကနဝါရဘဂဗတ်တွင် ရှိနိုင်ပါတယ်ဒါပေမဲ့ပြည်တွင်းစစ်ဖြစ်စေတဲ့ဂိုင်းကနအထိဘယ်သူစီကလာတယ်လဲပြည်သူရဲ့ဘော RBA ဒေါ်လာနဲ့ဗမာတံပရော တောခိုရတာကောဘဂဗတ်ရဲ့ဂိုင်းကနကြောင့်လားဒါကိုဥသိမ့်ဖိမြင်ရေးမသွားပါ သူကိုယ်သူဝေဖန်ရေးလုပ်တယ်လို့နဲ့ရှော့ချလိုက်တယ်လက်နဲ့နဲ့အာနာသိမ့်တဲ့နီးဘက်သွေဖြီသွားမိလို့ဟုသုံးသက်လိုက်တယ်အမားကို တညနဲ့တမနက်ခင်းမှာအမှားမြင်လိုက်တယ်လို့ဆိုပါတယ်။ဦးသိန်းဖေမြင့်ကဦးကျော်ငိမ့်လိုလဲစတာလင်သေပြီးနောက်ငိမ့်ချန်းစွာအတူရှင်တွဲနေထိုင်ရေးလမ်းစဉ်သစ်ကြောင့်အိန္ဒိယ၊မလေး၊ဖိလစ်ပိုင်၊အင်ဒိုနီးရှားတို့ကရဲရဲဝံ့ဝံ့လက်နက်ချတယ်။ဘာကဘာကပြည်တွင်းစစ်ဆက်တိုက်နေတယ်လို့မရေးပါ။ဦးကျော်ငိမ့်ဟာဟိုတိုင်းမိတွေကတမိုင်းကြောင်းတွေမသိပဲရမ်းတုတ်လိုက်ကြောင်းသူသိလို့ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးဝန်ကြီးခဏခဏလောက်ခဲ့တဲ့ဥကြုံကြီးဟာလက်နက်ခဲယမ်းရေတောက်မြစ်ရဖို့ပဲအင်္ဂလိပ်အမေရိကန်စီကိုသွားခဲ့ပါတယ်။အိန္ဒိယအကြောင်းလေ့လာခဲ့ဟန်မတူပါဘူး။အဲ့ဒီတိုင်းပြည်မှာပြည်တွင်းစစ်ဘယ်တုန်းကမှမဖြစ်ပါ။ဘာကပဟာပြည်တွင်းစစ်နှစ်90အတွင်းမှာအစိုးရက ချိမြင့်တဲ့ဘွယ်တူးဂုံတူးတွေတိုက်ရခဲ့ပါတယ်။မော်စကိုတပည့်ဘွယ်ကိုစရရပါတယ်။ပီကင်းတပည့်ဘွယ်က 1960ခုနောက်ပိုင်းမှာရပါတယ်အခုတော့အဲ့ဒီဘွဲတွေမရှိတော့ပါဘူးပီကင်းတပည့်ဘွဲတော့အမေရိကန်ကပြန်ယူပြီးတခြားပေးလိုက်ပါတယ်ဖာစာဘလာဆိုရခင်မှာတကတတောင်းကျန်းသူဘွဲရပါတယ်နဝတကပြန်သိမ့်သွားပါတယ်ဝါတွေကိုကန့်တွေကချင်းတွေပအိုးတွေမုံတွေကိုတကတလို့သွားခေါ်ရင်မိုးမီလောင်မှမှုပြန်သိမ့်သွားတာဖြစ်ပါတယ်နဝတာက ဘာကပစီက ပြန်သိမ်းတဲ့အထက်မှာအမျိုးသားတစ်စပေါက်ဘွဲလဲပါသွားပါတယ် NLD ကိုပေးပါတယ်အခုတော့စကားပြောပွဲလုပ်နေတော့မှုပြန်သိမ်းထားပါတယ်မူရစ်ဆေးဘွားလုတ်တဲ့ဆိုတော့ဘိန်းရာဇာဘွဲကတော့ဘာကပစီကပြန်သိမ်းပါတယ်တခြားဘသူမှလည်းမပေးဝင်လို့သူတို့ပဲယူထားကြပါတယ်ဘာကပရတဲ့ဘွဲထဲမှာဓမန်တရေဘွဲလဲပါပါတယ်ဒါကတော့ကဘာမှာပေးနေကြဘွဲပါပြည်တွင်းစစ်ကို ဇရာနော့ဖ်ရုရှားကွန်မြူနစ်ရာနာဒီဗေးအိန္ဒိယကွန်မြူနစ်တို့ကြောင့်ဖြစ်လေဟန်ပြောကြရေးကြခြင်းဟာဘာကဘကိုပြည်တွင်းစစ်တရားခံဖြစ်လောက်ကျန်ဆွဆွဲခြင်းလိုပါပဲဗမာပြည်ပြည်တွင်းစစ်ဟာပြည်တွင်းပြစ်စစ်စစ်ဖြစ်ပါတယ်ဗမာပြည်ရဲ့စစ်ပီးခေအခြေအနေကိုချုပ်ကြည့်လိုက်ရင်တဘာကဘဟာစစ်တိုက်တဲ့အတွေ့အကြုံရှိတဲ့ပါတီပြည်သူ ရေဘော်ကလည်းဦးကျော်ညင်းဆိုရဆိုရင်1948ခုနှစ်မှာ တော်လိုင်းရေးလုတ်ခဲ့တဲ့ရဲဘော်2000လောက်နဲ့တပ်ဖွဲ့ဝင်2သိန်းလောက်ရှိတယ်။အစိုးရတပ်ထဲမှာလည်းဗိုလ်စေရဘိုးရဲထွတ်စတဲ့ဆိုရှယ်လစ်ပါတီကိုမလိုလားတဲ့တပ်မှုကြီးတွေတပ်မှုတပ်သားတွေရှိနေတယ်။သူတို့ကလက်ဝဲတွေပြည်ကျစ်ဝါဒီတွေပဲ။နေ့ဖက်စစ်တော်လိုင်းရေးတုန်းကအချောင်ခိုးနေကြပြီးလောလောဆယ်အာနာကိုလက်ဝကြီးအုပ်ထားတဲ့ဆိုရှယ်လစ်ပါတီခေါင်းဆောင်စုက အကြမ်းဖက်ဖိနှိပ်လာတယ်။တော့ အလုသမားလယ်သမားဒနာရှင်ပေါ့ဆတွေတော်လာရေးစိတ်အလွန်နှိုးချနေခြင်းဖြစ်တယ်။လေအင်္ဂလိပ်နဲ့ဆေးဆက်ပြီးရထားတဲ့လွတ်လပ်ရေးကစိတ်ကြိုက်မဟုတ်ဘူး။အင်္ဂလိပ်နှောင်ကြိုးတွေတန်းလန်းနဲ့ဖြစ်နေတယ်။လက်ရာအင်အားစုတွေအလိုတော်ကြီးတွေဘယူရိုကရက်ကြီးတွေကိုဖတ်ဆပလဆိုးရကချော့ပြီးပေါက်နေရတယ်။ငါကျေးလက်မှာစစ်လက်ကျန်လက်နက်တွေရှိနေတယ်။လယ်သမားသဘုံဆန်တဲ့ဓမြခိုင်းကြီးတွေရှိနေတယ်။ဒီလိုအချိန်မှာ ဘာကပါနဲ့တခြားတော်လိုင်းရင်အင်အားစုတွေကိုတယောက်မှမကြံအောင်ရှင်းပြနိုင်ရင်တောင်ပြည်တွင်းစစ်ကပောက်ကွဲလာပါပဲအထက်ပါအခြေအနေမျိုးအိန္ဒိယမှာအရှိတောင်အာရှ တိုင်းပြည်တွေမှာမရှိဘူးအဲ့ဒီလိုအခြေအနေ ရှိတဲ့ဗမာပြည်မှာကိုကဥအောင်ချရေးဟာ အလုံးမဖြစ်နိုင်ပါဘူး policy ဟူသမျှဥကြော်ငိမ့်ကားလို့ပြောရင် တရားမျှတမှုမရှိပါ ဟုတ်လဲမဟုတ်ပါနိုင်ငံရေးအကွက်စင်တာသူဖြစ်နိုင်ပါတယ် ူတို့ထဲမှာအုံနောက်လှုပ်ရှားဆုံးကသူပါပြည်တယ်ရဲ့ကိစ္စသူ့လက်သူ့ခြေပါကာဝေးရေးလုံုံရေးသူ့အခန်းအဓိကမဟုတ်ပါမူကိုပဲသူချပါတယ်နိုင်ငံညာရေးမှာလည်းမူကိုသာကင်ပြီးဥတင်ထုတ်ကိုလွှဲထားပါတယ်တောင်သူလယ်သမားကိစ္စကြတော့သခင်တင်တို့အပိုင်စားရနဲပဲပါကလောက်ကြောပေါ်နောက်ဆုံးကောက်ရိုးတစတင်ပေးတရင်စာတိုက်ရိုက်ချိုးတာမှာ သူ့ဘယောကပါပါတယ် တိုက်ရိုက်တော့မပါပါဘူးတကုံတာယာရဲ့ညာနာကျော်မမလေးရုပ်ပုံလာမှာဥကြုံငိမ့်လို့မပြောပါခြောက်လုံးမြူခါကြထိုးထားသူလို့ဆိုပါတယ်ဥကြုံငိမ့်ကအတိုက်ခံဟူသည်မချေမုံကြဆိုတဲ့ဆောင်မုတ်ကိုချမှတ်သူနဲ့ဆော်ဩသူဖြစ်တာဝန်ရှိပါတယ်ဘာကပချေမုံရေးအကွက်ဆင်သူဖြစ်တာဝန်ရှိပါတယ်တခြားသတင်းစာတိုက်တွေရိုက်ချိုးပြီးမှကွန်မန်ဒက်ပါတီရဲ့ ြည်သူအာဏာဂျာနယ်နဲ့ကွန်မြူနစ်နေစဉ်သတင်းစာတိုက်ရိုက်ချိုးဖို့အစီအစဉ်ရှိပါတယ်။ယူနီဖောင်းချွတ်ထားတဲ့စစ်သားအုပ်နဲ့ပုဂ္ဂလိကသတင်းစာတိုက်ရိုက်ချိုးလို့ဖြစ်ပေမဲ့ဘာကပကိုအဲ့ဒီလိုလှုပ်လို့မဖြစ်တာဥကြုံရင်သိပါတယ်။ဒါကြောင့်ဘုံနေဝင်းကိုအရဆွဲပြီးစစ်တပ်အင်အားနဲ့ဘာကပဌာနချုပ်ပုံနေတိုက်ရှိတယ်။ဝင်သိမ်းဖို့စီယုံခဲ့တာပါ။ဘာကပဌာနချုပ်မှာလက်နက်အပြည့်စုံနဲ့တပ်ရင်းတရင်လျှို့ဝှက်ချထားတယ်လို့ဘုံနေဝင်းကိုပြောပြီး စီယုံတာပါဘိုးနေဝင်းကကိုကျော်ငိမ်းဒီအပေါင်းဆိုင်ပေါ်ဘဂဗဌာနချုပ်ဟာအရင်ကအပေါင်းဆိုင်ဘယ်နဲ့လှုပ်ပြီး တက်ရင်တရင် နေနိုင်ပါမလဲလို့ပြန်ပြောရတယ်လို့ဘိုးနေဝင်းကိုယ်တိုင်ပြောပါတယ်တကယ်ဖြစ်မှန်ကပုဂ္ဂလိကသတင်းစာတိုက်တွေရိုက်ချုပ်ခံရတဲ့နေ့ကယူနီဖောင်းချွတ်လူအုပ်ကြီးလာရင်ရင်ဆိုင်ဖို့ပါတီဌာနချုပ်ကရဲဘော်တချို့နဲ့စမ်းကြောင်းလူငယ်တွေပဲစုစည်းထားခဲ့ပါတယ်အဲ့ဒီနေ့က ထိတ်တိတ်မတွေ့ပါ နောက်မှလိုရမေရသခင်တင်ထွန်းအစီအစဉ်နဲ့ပြင်မလာကရဲဘော်၄၅ယောက်ခေါ်လိုက်ရတာဖြစ်တယ်လက်နဲ့ယူလာလို့မဖြစ်ပါဘာကပကိုချိုးဖို့ဆိုရင်ယူနီဖောင်းချွတ်လူအုပ်နဲ့မဖြစ်ပါညံနီညံနဲ့များတဲ့ဥကြုံကြီးဟာတက်တွင်းဆိုချယ်လစ်တွေနဲ့မုတ်ချတိုင်ပင်ရပါမယ်လက်တွေ့အလုပ်ဖြစ်ရေးဝါဒသမားဘိုးနေဝင်းကဘာကပနဲ့တွေ့တော့အပိုအမိုးပြောတယ်ထား မလ28လစ်ဖမ်းပွဲစီမံကိန်းကို သူ သိနိုင်ပါတယ်။တခြားဆိုရှယ်လက်ဘိုးတွေလည်းသိနိုင်ပါတယ်။အဖြစ်ပြက်က54နှစ်ရှိပါတော့မယ်။ခြေကြောက်ရည်နှွနေတာ မဟုတ်ပါ။အဲ့ဒီခေတ်ကဆိုရှယ်လက်ပါတီထိပ်သီးတွေအခုမရှိတော့ပေမဲ့ဆိုရှယ်လက်စစ်ဘိုးတွေကျန်းနေပါသေးတယ်။တစုတစည်းတည်းတော့မဟုတ်။ဟိုရောက်ဒီရောက်ပါ။နိုင်ငံရေးပါတီတွေတချို့အစိုးရပါတီတချို့အတိုက်ခံပါတီတဲမှာရှိနေပါတယ်။ မျိုးဆက်တစ်ကပြည်တွင်းစစ်ပြဿနာရှင်းမယ်ဆိုရင်သူတို့အကူအညီရဖို့လိုလို့ရေးနေခြင်းဖြစ်ပါတယ်